ာစကားကာလဇရုထသတင်းပတ်ရဲ့တောက်ကြနေရှင်ယောအေဝံဂေလိကျမ်းအခန်းကြီး14အခန်းငယ်1မှ6ယေရှုကသင်တို့၏စိတ်နှလုံး၌စိုးရိမ်ပူပန်ခြင်းမရှိစေကြနှင့်ဖျားသခင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ငါခမည်းတော်၏အိမ်တော်၌အခန်းများစွာရှိ၏ထို့သောမဟုတ်ခဲ့ပါလင် ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားမည်ဟုပြောပါမည်လောငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားပြီလျင် တဖန်ပြန်လာ၍ငါရှိသောနေရာတွင် သင်တို့လည်းရှိစေရန်သင်တို့ကိုငါထံသို့ခေါ်ဆောင်မည်သင်တို့သည်ငါသွားမည့်လမ်းကို သိကြ၏ဟုမိန့်တော်မူ၏ထိုအခါသောမတ်ကသခင်ဖျားမိသည့်ရက်သို့ကိုရောသွားမည်ကိုတပည့်တော်တို့မသိကြသောကြောင့် လန်ခီးကိုလည်းမိခဲ့သူတည်နိုင်ကြပါမည်နိဟုကိုရောအားမေးလျှောက်၏ယေရှုကငါသည်လန်ခီးဖြစ်၏တမာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုတ်ပဲမိသူမျှခမီးတော်ထံသို့မလာနိုင်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည် ဖြစ်နေတဲ့ခင်သူသူ့ရဲ့နောက်လာယုံကြည်သူတွေထံကမထွက်ခွာ သွားခင်မှာဂတိစကားတွေထားခဲ့ပါတယ်။နှုတ်ဆက်စကားကြီးပဲမကဘူး။အားပေးစကားလည်းပဲဖြစ်နေပါတယ်။အသေးချစဉ်းစားမယ်ဆိုရင်ဒီဂရီဟာရှင်မြန်ထမ်းမြောက်ခြင်းမရှိခဲ့ဘူး။ပါစကားကာလမှာနှစ်နေရချက်တွေမဖြစ်ခဲ့ဘူးဆိုရင် ီကရိယာဂရိပဲဖြစ်မှာပါသကလုံးတွေသကလုံးတက်တက်ပဲဖြစ်ခဲ့မှာပါသို့တော့ဘာစကားအဖြစ်ပြက်တွေကြောင့်သူဟာဂရိတည်နိုင်တဲ့ပုံကို ဖြစ်တယ်ဆိုတာကိုသိလာခဲ့ကြပါတယ်သူရဲ့ရှင်မြန်ထမ်းမြောက်ခြင်းဟာဘုရားသခင်ဟာဂရိတည်တဲ့ပုံကိုဖြစ်တယ်ဆိုတာကိုတက်တဲ့အခိုင်မှာပြခဲ့တဲ့ဖြစ်ရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာသူ့ရဲ့ခမီးတော်စီမှာ နေစရာများစွာရှိ၏။ငါပြင်ဖို့သွားမယ်။ငါပြန်လာပြီးငါစီကိုမင်းတို့ကိုခေါ်မယ်။ဒီချက်တွေဟာဂတိတွေပဲဖြစ်ပါတယ်။ဒီဂတိတွေဟာတကယ်လည်းပဲပြည့်စုံမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ယုံကြည်ကြမှာလည်းပဲဖြစ်ပါတယ်။ဒီနေ့ခန်းကြီး14ခန်းငယ်1စစခြင်းမာတယ်။ belief in the father and belief in me ကမီတော့ ကိုယုံကြည်ပါငါ့ကိုလည်းပဲယုံကြည်ပါဒီချက်တွေကို တွေ့ရပါတယ်ဒါကြောင့်မလို့ဒီခန်းကြီး14ခန်းငယ်တက်က believe နဲ့စတယ်ယုံကြည်ပါဆိုရဲ imperative ယုံကြည်ခိုင်းထားတယ်ခန်းငယ်တက်ကနဲ့စတဲ့ယုံကြည်ခြင်းဟာခန်းငယ်14ထီအောင်ဝင် သွားနေပါတယ်ခန်းငယ်15ကြတော့ချစ်ပါဆိုတဲ့အချက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်ရက်တွေမှာ ဒါကြောင့်မလို့သူ့ရဲ့ဂတိကိုယုံပါဂတိတိုင်းမဲ့တကယ်ပဲလုံနိုင်မယ်ပုပ်ကိုလှုပ်ပေးမယ်ပုပ်ကိုဖြစ်တယ်ဆိုတဲ့အချက်ကိုယုံကြရမှာလည်းပဲဖြစ်ပါတယ်ပါစကားအဖြစ်ပြက်တွေကြောင့်ဒါကြောင့်မလို့ရှင်ယောဟန် language နဲ့ပြောရမယ်ဆိုရင် ရှင်ယောဟန်ရဲ့စကားလုံးနဲ့သုံးပြီးပြောရမယ်ဆိုရင်အထက်က နေစရာတွေကိုပဲကျွန်တော်တို့ပို့ပြီးကမှအာယုံဆိုင်ဆွဲလန်းနေကြမှာပဲဖြစ်ပါတယ် ယနေ့ခေတ်ယနေ့အချိန်ဒီကမ္ဘာလောကနေရာတော်တော်များများမှာနေဖို့ထိုင်ဖို့အခက်အခဲများစွာ ရှိကြတာကိုသိကြပါတယ်။အသက်ရှင်မှုအခက်အခဲများစွာရှိကြပါတယ်။ဒါကြောင့်ဒီလောက နေထိုင်အသက်ရှင်မှုပဲရှိပါသေးတယ်။သာဝရနေထိုင်အသက်ရှင်မှုကြသူသားလင်ပေးနိုင်တယ်။သူသားလင်စီမံနိုင်တယ်။သူသားလင်ပြင်ဆင်နိုင်တယ်ဆိုတာကိုကြုံကြည်ထားမှလည်းပဲဖြစ်ပါတယ်။ဒီလောကမှာအသက်ရှင်နေထိုင် ပြီးဒီလောကရဲ့နေစရာတွေအတွက်စူးစမ်းရုံးကန်လှုပ်ရှားနေကြရတော့လည်းပဲအထက်အရက်မှရှိတဲ့ရှင်ယောဟန်ရဲ့စကားနဲ့သုံးမယ်ဆိုရင်အထက်အရက်မှရှိတဲ့အရာတွေကို ပို့ပြီးစိတ်ဆွမ်းလန်းအာယုံဆိုင်နေထိုင်အသက်ရှင်ဖို့ကိုကျွန်တော်တို့စူးစမ်းမှဖြစ်ပါတယ်လောက အောက်ရက်ကအရာတွေထက်အထက်ရက်ကအရာတွေကိုပို့ပြီးကမှဆွဲလန်းကြမှာလည်းပဲဖြစ်ပါတယ်ယုံကြည်ကြမှာလည်းပဲဖြစ်ပါတယ် ဒီနေ့သူခေါ်ထားတာဒါပဲဖြစ်ပါတယ်။တကယ်လည်းပဲယုံကြည်ထိုက်တယ်။ယုံကြည်တဲ့ယုံကြည်ရမယ့်အရာလည်းဖြစ်တယ်။တရားတွေကိုမျှော်မှန်းဆွဲလန်းအာယုံပြုခြင်းအဖြစ်လက်ရှိတုံကြုံတွေ့နေရတဲ့အခက်အခဲပြဿနာများကိုလည်းပဲအတိတ်ပဲအသက်တွေ့ပြီးချင်းကမှုအသက်မျိုးနဲ့ချင်းကနိုင်ကြလိမ့်မယ်လို့လည်းပဲယုံကြည်ပါတယ်။ဖျားသခင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဒီနေ့တခြားတိုးပွားစေတော်မူပါ။